အားလုံးမင်္ဂလာပါအောင်ဟိန်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့လေကောင်းကိုမဖြစ်အောင်ဘယ်လိုကာဝယ်မလဲဖြစ်လာရင်အိမ်မှာဘယ်လိုကုသမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လေကောင်းဆိုတာလူတွေအပြင်မှာရှက်တာကြောင့်သိပ်မပြောကျင်ကြတဲ့ရောဂါတစ်ခုဖြစ်ပါတယ်လေလာမှုတွေအရကဘာတစ်ခွန်းမှာလူပေါင်း90ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းလောက်ဟာတစ်ချိန်မဟုတ်တစ်ချိန်လေကောင်းဝေဒနာကိုခံစားဘူးတယ်လို့ဆိုပါတယ် အသက်40ကျော်လာရင်လေကောင်းဖြစ်နိုင်ခြင်းကပိုများလာတယ်လို့ပညာရှင်တွေကပြောကြပါတယ်။လူတွေမပြောကျင်ကြပေမဲ့ဒီစင်းစရားတွေရတော့လူနှစ်ယောက်မှတစ်ယောက်လောက်ကလေကောင်းဝေဒနာကိုခံစားမှုတဲ့သဘော ဖြစ်နေပါတယ်။လေကောင်းရဲ့ဘေးရွယ်ဆိုးကျိုးတစ်ခုကသွေးအားနည်းလာတာပါပဲ။ဒါဟာမပေါ့ဆတင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။အရင်ဆုံးလေကောင်းဆိုတာဘာလဲ?ဘလို့ဖြစ်လာတာလဲဆိုတာကိုသိဖို့လိုပါတယ်။လေကောင်းဆိုတာဘာလဲ?လေကောင်းဆိုတာက ဆိုအောက်ပိုင်းသားတဝိုက်ဓမ္မမဟုတ်ဦးမာကြီးရဲ့အောက်ဆုံးပိုင်းရက်တန်မှာရှိတဲ့သွေးကြောလေးတွေရောင်ရမ်းပြီး ဖောင်းကားလာတာကိုပြောတာပါခြေတလုံးမှာသွေးပြန်ကြော ဖောင်းတာ berry coast vein လို့မျိုးပါပဲဒါပေမဲ့လေကောင်းကတော့ဆိုမှာဖြစ်တာပါလေကောင်းမှာနှမျိုးရှိပါတယ် internal hemorrhage နဲ့အပြင်လေကောင်း external hemorrhage တို့ဖြစ်ကြပါတယ်အတွင်းလေကောင်းကဆိုရဲ့အတွင်းဘက်မှာဖြစ်တာပါညာသောအဖြစ် နာကျင်မှုမရှိတတ်ပေမဲ့အင်နာတက်တဲ့အခါတွေးတွေပါတတ်တခါတလေကြာရင်တော့အပြင်ကိုပြူထွက်လာနိုင်ပါတယ်အပြင်လေကောင်းကတော့ဆိုရဲ့အပြင်ဘက်အေးပြားအောက်မှာဖြစ်တာပါဒါကတော့ကြားတာနာတာနဲ့ရောင်ရမ်းတာမျိုးတွေဖြစ်တတ်ပါတယ်တခါတလေတွေးခဲပြီးအလုံးလိုက်ဖြစ်လာရင်ပိုနာကျင်နိုင်ပါတယ်အဖြစ်များတဲ့လက္ခဏာတွေကတော့တင်မတဝိုက် နာတာဒါမှမဟုတ်ရတာဖြစ်ပါတယ်ဝန်းသွားတဲ့အခါသွေးအနီရောင်ရဲရဲတွေ ပါလာတတ်ပါတယ်အိန္ဒာသုံးဆက်ကူဓမ္မမုတ်အိန္ဒာခွက်ထံမှာတွေးတွေကို တွေ့ရတတ်ပါတယ်ဆိုနာမှာအဖုဓမ္မမုတ်ဖောင်းကားနေတတ်ပါတယ်ဝန်းသွားပြီးတာတောင်းဆက်ပြီးသွားကျင်နေတယ်လို့ခံစားရတတ်ပါတယ်လေကောင်းဘာကြောင့်ဖြစ်တာလဲအတိကကတော့ဒီနေရာမှာ တွေးကြောတွေပေါ်ဖိအားများလာလို့ပါဖြစ်စေတဲ့အကြောင်းတွေကတော့ဝန်းသွားတဲ့အခါအားဆိုင်ညှိရင်ဖြစ်တတ်ပါတယ်အားနဲ့အရန်ညှိထုတ်တာတွေဖြစ်တာများရင် ဖြစ်လာတတ်ပါတယ် အိမ်နာခွက်ပေါ်မှာအကြာကြီးထိုင်နေကြင့်ရှိရင်လည်းဖြစ်တတ်ပါတယ်ဝန်းချုပ်တာနဲ့ဝန်းလျှောတာကြာလာရင်လည်းဖြစ်နိုင်ပါတယ်ကိုုံဆောင်အမျိုးသမီးတွေမှာဗိုက်ထဲကကလေးရှိတဲ့အတွက်ဖိအားများလာချိန်မှာလည်းလေကောင်းဖြစ်လာတတ်ပါတယ်အသက်ကြီးလာတာအလေးပင်မကြာခဏမရာတွေ့ကြောက်လေကောင်းဖြစ်လာတတ်ပါတယ်ကိုလေးချိန်ညားတာအဝလွန်တာကလည်းလေကောင်းကိုဖြစ်စီပါတယ်အစားအစာတွေတဲမှာအမြင်တတ်နေတာကလည်းလေကောင်းကိုဖြစ်စီနိုင်ပါတယ် ကာကြီး အိမ်မှာကို့ဘာသာကိုဘလို့ကာဝယ်မလဲလေကောင်းမဖြစ်အောင်အဓိကကာဝယ်ဖို့ကဝန်းမချုပ်အောင်ဝန်းသွားတဲ့အခါမနှိမ့်ရအောင်လုပ်တာပါပဲနံပါတ်1အမြင်တတ်များများစားပေးပါအတိအနံဖြစ်ကြတဲ့ပန်းသီးတစ်တော်သီးနှပြောသီးတို့ကိုများများစားပေးပါဟင်းသီးဟင်းရဲ့ဖြစ်ကြတဲ့မုံလာဥပဲမျိုးမျိုးတို့ကိုများများစားပေးပါ ဂျုံနဲ့လှုပ်ထားတဲ့ပေါင်မုံယူဆန်လုံးယူစတဲ့အမြင်တက်ကျွဲဝတဲ့အစားအစာတွေကိုများများစားပေးပါဒါတွေကဝန်းကိုပျော့စေပြီးဝန်းသွားရလွယ်စေပါတယ်တဖြည်းဖြည်းချင်းတိုးပြီးစားပေးပါရုပ်တိအများကြီးစားရင်ဝန်းချုပ်တတ်ပါတယ်နံပါတ်1ရေများများတောက်ပါတနည်းကိုရေ၈ခွက်လောက်တောက်ပေးပါရေများများတောက်တာကဝန်းကိုပျော့စေပြီးလွယ်လွယ်ကူကူသွားနိုင်အောင်ကူညီပေးတယ်နံပါတ်3 မှန်မှန်လေးချိန်ခံလို့ပါနန်းလျှောက်တာရီကူးတာလိုမျိုးပေါ့ပေါ့ပါပါလေးချိန်ခံတွေကအစာချေစနစ်ကိုကောင်းစေပါတယ်ဝန်းချုပ်တာကိုတက်တာစီပါတယ်ထိုင်နေတဲ့အချိန်တွေကိုလျှော့ချပါနံပါတ်၄အိမ်သာအလေးချိန်ကောင်းအောင်လုပ်ပါဝန်သွားခြင်းလာပြီဆိုတာနဲ့ချက်ချင်းအိမ်သာသွားပါအောက်မထားပါနဲ့အောက်ထားရင်ဝန်ကပိုမာသွားနိုင်ပါတယ်အိမ်သာခွက်ပေါ်မှာအကြာကြီးထိုင်တာကိုရှောင်ပါ အိမ်နာထဲမှာဖုံးကြည့်တာစာဖတ်တာမျိုးမလုပ်ပါနဲ့အိမ်နာခွက်ပေါ်မှာ9မိနစ်10မိနစ်ထက်ပိုမထိုင်ပါနဲ့ဝန်သွားတဲ့အခါအားဆိုင်ပြီးမနှစ်ပါနဲ့နံပါတ်5ဝန်ပြော့စီသုံးနိုင်တယ်အမြင်တတ်ဖြည့်ဆွက်စာ ဥပမာအားဖြင့် silent hack ဒါမှမဟုတ်ဝန်ပြော့စီ stew softener တွေကိုဆရာဝန်ညွှန်ကြားခြင်းနဲ့တောက်သုံးနိုင်ပါတယ်ဒါကဝန်ကိုပြော့စီပြီးတက်တာစီးပါတယ် ခါခွေအိမ်မှာကိုဘာသာကိုဘယ်လိုကုသမလဲနံပါတ်1ရေနွေးစိမ်ထိုင်းမှာရေနွေးနွေးလေးကိုတင်မားကိုစိမ်ပြီးထိုင်းမှာတစ်ခါစိမ်ရင်15မိနစ်ကနေမိနစ်20လောက်တနေ့ကို2ချိန်3ချိန်ထိုင်ပြေးပါဒါမှမဟုတ်ဝန်းသွားပြီးတိုင်းလုပ်ပြေးပါဒါကနာကျင်တာနဲ့ရရန်တာကိုတက်တာစီးပါတယ်အိမ်သာပေါ်တက်ရတဲ့6ဘတ်ခွက်လေးတွေလည်း ရှိတယ်လို့ရေချိုးကန်ထဲမှာရေအနှဲငယ်ထည့်ပြီးစိမ့်လို့လည်းရပါတယ်။နံပါတ်1ရေခဲကပ်ပါရေခဲလုံးကိုအဝတ်တန်းတန်းနဲ့ပတ်ပြီးလေကောင်းရှိတဲ့နေရာမှာ7မိနစ်လောက်ကပ်ပေးပါဒါကရောင်ရမ်းတာနဲ့နာကျင်တာတွေကိုသက်သာစေပါတယ်။နံပါတ်3တန်ရှင်းကယူဆိုင်ပါဝန်သွားပြီးတဲ့အခါစိုးတဝိုက်ကိုညင်သာစွာတန့်စင်ပေးပါ ရေနဲ့ဆေးကြောတာဒါမှမဟုတ်ရနံ့မပါတဲ့ baby whip လိုမျိုးအဆိုတုပ်ပဝါကိုတုံးတာပိုကောင်းတယ်။တာမာအိနာသုံးဆက်ကူဂျမ်းကြီးတွေနဲ့ပွတ်တာမျိုးကိုရှောင်းပါ။နံပါတ်၄လိန်ဆေးတွေတုံးနိုင်ပါတယ်။လေကောင်းအတွက်ရေရွယ်ထုတ်လုပ်ထားတဲ့ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့လိန်ဆေး cream ointment တွေထည့်ဆေး suppository တွေတုံးနိုင်တယ်။ hydrocortisone ဒါမှမဟုတ် ထုံစည်းပါတဲ့လိန်စည်းတွေကရာရန်တာ နာကျင်တာနဲ့ရောင်ရမ်းတာကိုတက်တာစီးနိုင်ပါတယ်။နံပါတ်5အဝတ်အထည်ကိုရွေးချယ်ပါ။ခြိသားလိုမျိုးလေဝင်လေထွက်ကောင်းတဲ့အဝတ်စားတွေကိုဝတ်ပါ။ပေါ်ပါတဲ့အတွင်းခံတွေကိုဝတ်ပါ။ဒါမှအဲ့ဒီနေရာမှာစိုးထိုင်းမှုမရှိဘဲ၆တွေ့နေပြီးရာရန်တာကိုတက်တာစီးပါလိမ့်မယ်။နံပါတ်6နာကျင်ရင်အကြိုက်ခဲပျောက်စီးတောင်းနိုင် ပါရာစီတမောဓမ္မမုံ ibuprofen လိုမျိုး အကိုက်ခဲပျောက်စီးကိုဝယ်တောက်နိုင်ပါတယ်။နံပါတ်9ဝန်းသွားတဲ့အခါခြေောက်ကိုမြှောက်ထားပါ။ခြေဝါးအောက်မှာခုံအသေးလေးတစ်ခုဓမ္မမုံအင်နာ3ခုံလေး squatty potty ကို ထားပြီးခြေောက်ကိုမြှောက်ထားပါဒါကဝန်းသွားဖို့ကိုလွယ်ကူစေပါတယ်။ဘရော့ဆရာဝန်နဲ့ပြတဲ့တယ်လေညာသောအဖြစ် လေကောင်းကအိမ်တွင်းကုသမှုတွေနဲ့တပတ်အတွင်းတက်တာသွားတတ်ပါတယ်ဒါပေမဲ့အောက်ပါအချက်လက်တွေရှိရင်တော့ဆရာဝန်နဲ့ပြတ်တာကိုလိုအပ်ပါတယ်တပတ်နှစ်ပတ်အတွင်းလုံးဝမတက်တာပဲပူဆိုးလာရင်သွေးအများကြီးဆင်းလာရင်ပြင်းထန်စွာနာကျင်လာရင်အလုံးကြီးပြီးအယောင်ပြောင်းလဲလာရင်ဥပမာအပြာရောင်ဒါမှမဟုတ်ခရမ်းရောင်ပြောင်းလာရင်သွေးဆင်းတာက လေကောင်းကြောင့်ဟုတ်မဟုတ်မတေချာပဲစိုးရိမ်လာရင် အခြားအကြောင်းရင်းတွေကလည်းဖြစ်နိုင်လို့ပါအဲ့ဒီလိုအခြေအနေမျိုးတွေမှာ သက်ဆိုင်ရာဆရာဝန်တွေနဲ့ပြသသင်ပါတယ်အချုပ်ပြောရမယ်ဆိုရင် လေကောင်းကအဖြစ်များပါတယ်ကုတလို့လည်းရပါတယ်အမြင်တတ်ကိုများများစားပေးပါ ရေများများတောက်ပေးပါလှုပ်လှုပ်ရှားရှားနေပါ ပြီးတော့စောစောစီးစီးအိမ်မှာပဲကုတမှုစလုပ်ပါပိုဆိုးလာပြီဆိုရင်မရှက်ပါနဲ့ဆရာဝန်တွေကဒီလိုကိစ္စတွေကိုအမြဲတွေးနေကြပါပဲရိုးရှင်းတဲ့ကုတုံးတွေလည်းရှိပါတယ်လုံးဝကြောက်စရာမလိုပါဘူးအစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ် နောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီကြိမ်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်။ဒီသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.